ားပါရှင်ရန်ကုန်တိုင်းစည်ရေးစင်တွင်အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့သတင်းအကြောင်းအရာတွေကတော့ဒီခါတကုတ်ပြည်သူအားအင်ယာမှတိုင်ကားလုံးကိုမဲနိုင်နေရာချထားပေးမည်ဆိုတဲ့သတင်းရင်ကျွမ်းအနက်စံဒီဇေယျအပွဲတော်ကိုကျင်းပမည်ဆိုတဲ့တွင် ရုတ်အာဆီယာကုန်စည်ပြပွဲ၌မြန်မာဆန်အမျိုးအစား20ခန့်ပါဝင်ပြတာဆိုတဲ့တွင်ရန်ကောက်ဒရင်ဘုံလေးနဲ့ဂျပန်ကျူးကျော်ရက်ဆက်မှုများအကြောင်းပေါ့ပေါ့ဝင်ဝင်တင်ဆက်ထားသည့်ဒတ်သူရိုက်ရုပ်ရှင်ဝင်ဝင်ရွှေ3ဘီလီယံကျော်ခဲ့ပြီဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ဒုက္ခတကုံပြည်သူဟာငှားအိမ်ယာမှတိုင်ငါလုံးကိုမဲနိုင်နေရာချထားပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒုက္ခတကုံပြည်သူဝငားအိယာမှထမှန်တိဆောက်ပြီးစီတဲ့တိုင်ငါလုံးကိုမဲနိုင်နေရချထားပေးသွားမယ်လို့ DUH ရန်ကုန်ကတည်ရပါထိဒီလိုမဲနိုင်ချထားပေးရမှရခင်တင်ပြထားတဲ့လျှောက်လွားတွေထဲကတန်းစီစရာအစင်လိုက်တတ်မှတ်ထားတဲ့တိုက်တွေမှမဲနိုင်နေရချထားပေးသွားမှာဖြစ်ပါထိမဲနိုင်ခွင့်ရရှိတဲ့မြို့နယ်တွေကတော့တင်ငန်းချုံမြို့နယ်၊ကမာချုံမြို့နယ်၊ဗဟန်းမြို့နယ်၊ကြောက်သားမြို့နယ်၊တကုံမြို့နယ်၊တကုံမြို့တည်တောင် ိုင်းဒဂုံမျိုးသစ်စိတ်ကန်းနဲ့ပညာရေးဝန်ထမ်းများအနက်မှမဲနိုင်ခွင့်ရရှိသူတွေကိုဌာနမှဆက်သွဲအတိပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒုခဒဂုံပြည်သူအင်္ဂါအိယာစီမံကိန်းကိုတောင်ဒဂုံမျိုးနယ်အတွင်းရှိအမှတ်နှစ်လမ်းနဲ့အမှတ်ခုနှစ်မျိုးမှလမ်းဆောင်အနီးရှိမြေဧရိယာ190အေကာမှတိဆောင်နေတာဖြစ်ပြီးပထမအဆင့်အဆောက်အုံ194လုံးအခန်း3104ခန်းကိုဆောက်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်။ ီလိုတည်ဆောက်မှုတွေကနေပြီးစီးမှုအလိုက်အခန်းတွေချထားပေးနေတာဖြစ်ပြီးယခုအချိန်ဟာတတိယအချိန်မြောက်ဖြစ်တယ်လို့သိရပါသေးရှင်။ဒုတိယသတင်းပုံအနေနဲ့တရင်ချွန် MSME ဆေးရောင်းပွဲတော်ကိုကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်ကပြည်သူရင်ပြင်မှသတင်းကြုံ MSME ဈေးရောင်းပွဲတော်ကိုလမ်းမဲ့အော်တိုဘားလ၄ရက်မှ9ရက်နေ့အထိ၄ရက်တိုင်းတိုင်းကျင်းပသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရပါထိအစိုးရသတင်းကြုံ MSME ဈေးရောင်းပွဲတော်အောင်မြင်စွာကျင်းပနိုင်ရှိရအတွက်လုပ်ငန်းညီနိုင်ရေးစည်းဝေးတရက်ကိုစက်တင်ဘာလ24ရက်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စည်းဝေးခန်းမှာတုံးမှကျင်းပခဲ့တယ်လို့သိရပါထိအစိုးရ ွေးမှာရုံတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကတာဝန်ရှိသူများအနေဖြင့်ပြည်တွင်းထုတ်ကုန်များကိုအားပေးမြှင့်တင်ခြင်းနဲ့ဈေးကွက်များချိတ်ဆက်ပေးခြင်းတို့ကိုချက်ချင်းအကောင့်ထဲပေါ်ဆောင်ရွက်ခြင်းအားဖြင့် MSME ထုတ်ကုန်များဈေးကွက်ပိုမိုရရှိရေးနဲ့ MSME လုပ်ငန်းများခင့်နဲ့အညီ digital စနစ်မှာလိုက်ပါဆောင်ရွက်နိုင်ရေးတို့အတွက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းပြောကြားခဲ့ပါသည် သတင်းကြို MSME ဈေးရောင်းပွဲတော်မှာဖြောပြေးခန္ဓာအနေနဲ့ခီတာဖြောပြေးပွဲလဲတွက်ဖက်ပါဝင်သွားမယ်လို့သိရပါတယ်ရှင်။ဆလဘီတရုတ်အာဆီယံကုန်စည်ပြပွဲ၌မြန်မာဆန်အမျိုးအစား20ခန့်ပါဝင်ပြသဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်ပြည်သူသမ္မတနိုင်ငံမှာကျင်းပခဲ့တဲ့22ကြိမ်မြောက်တရုတ်အာဆီယံကုန်စည်ပြပွဲမှာမြန်မာဆန်အမျိုးအစား20ခန့်ပါဝင်ပြတာခဲ့ရလို့မြန်မာနိုင်ငံဆန်စပါအတင်းချုပ်ကသိရပါတယ်။တရုတ်ပြည်သူသမ္မတနိုင်ငံကွမ်ရှိကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာစက်တင်ဘာလ18ရက်နေ့ကနေ23ရက်နေ့အထိကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးရင်းကုန်စည်ပြပွဲမှာမြန်မာနိုင်ငံဆန်စ စဘာအတင်းချုပ်နဲ့အသင်းဝင်ကုမ္ပဏီများဖြစ်သည့် SWY Group, GPS Group, Wema Group, Vivo Group နဲ့ Bashman Marine and Agro Export Company Limited တို့ကပြန်ခန့်များဖွင့်လှစ်ပြီးဆန်အမျိုးအစား20ခန်းကိုပေါဝင်ပြတာခေချရတဲ့သူတည်ရောက်ပါထိတ်။ပြပွဲကိုလာရောက်လေလာကြသူတွေကိုအသင်းချုပ်တောင်းဝန်ရှိသူတွေကမြမဆန်စဘာမျိုးအစားတွေရဲ့အရှေ့အသွေးဈေးနှုန်းတရုတ်နိုင်ငံတို့အများဆုံးတင်ပို့နေတဲ့ဆန်အမျိုးအစားတွေဆန်က ာသစင်ထုတ်လုပ်တဲ့တန်ဖိုးမြင်ထုတ်ကုန်စတာတွေကို ရှင်းလင်းဖြေချခဲ့တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့ဂျပန်ကျူးကျော်ရက်ဆက်မှုများအကြောင်းကိုကွကွင်ကွင်တင်ဆက်ထားသည့်ဓာတ်သူရိုက်ရုပ်ရှင်ဝင်ဝေကျွမ်း3ဘီလီယံကျော်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နန်ကျင်းတပ်ဖြတ်မှုကြောင့်မှဖွေရများအကြောင်းတရုတ်ဖော်ထားတဲ့တရုတ်ရုပ်ရှင်သက်သူရိုက်ဟာအင်္ဂါနေ့အထိရုံဝင်ဝေးရွမ်3ဘီလီယံအမေရိကန်ဒေါ်လာတန်း420ကျော်ကျော်လွန်သွားပြီဖြစ်ကြောင်းအွန်လိုင်းလက်မှတ်ပလက်ဖောင်းအချက်လက်များယာတိရပါထိနန်ကျင်းကိုဂျပန်သို့ရက်ဆက်စွာတိမ့်ပိုင်စဉ်ဓပုံစရီယိုတခုမှခုလုံးနေတဲ့တရုတ်အရက်သားသစုအကြောင်းဗဟုပြုထားတဲ့ရုပ်ရှင်ဖြစ်ပါထိ အသက်ရှင်ချမ်းဘူအသက်တန်ချိုးပန်းရှင်ဂျပန်စစ်တပ်မှတပုံဆရာကိုရုပ်ရှင်ရိုက်ကူးရမှအကူအညီပေးဖို့ဖြစ်လာပြီးမြို့အနှံဂျပန်တပ်များကျူးလွန်ခဲ့တဲ့ရက်ဆက်မှုတပ်သေးတွေပါဝင်တဲ့ဖလင်ပြားတွေရှာဖွေဖို့ဖြစ်ပါတယ်ဖလင်ပြားထွေကိုလှုပ်ဝက်သိမ်းဆီးထားခဲ့ပြီးနိုင်ငံအပြင်ပတ်သို့ရောက်ရှိရန်တပ်ဆို့ကြိုးပမ်းခဲ့ချာကအပြစ်မှန်ကိုဖော်ထုတ်နိုင်ဖို့ပြောင်းမန်းခဲ့ချာပါထိတ် တရုတ်ပြည်မှာဇွန်လ25ရက်နေ့ကစတင်ပြသခဲ့ရာဒီရုပ်ရှင်ဟာဂျပန်ကျူးကျော်မှုကိုစတင်တဲ့တရုတ်ပြည်သူတော်လန်ရေးစစ်ပွဲနဲ့ကမ္ဘာဖက်စစ်စတင်ရေးအောင်ပွဲရဲ့20မြောက်မှာပရိသတ်တွေကိုတမိုင်းကျောင်းနယ်ပတ်သက်ပြီးရှင်းရှင်းလင်းလင်းတင်ဆက်ထားတာဖြစ်ပါထိတ်လို့သိရပါထဲရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ။